အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် KU ဒူးရီ channel ကနေပြန်လာပြီးတော့ကြိုးစို့လိုက်ပါတယ်ခင်ဗျာကိုယ်ကိုယ်ပိုင်အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးများပန်းဆိုင်နိုင်ကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာလည်းကိုယ်ပိုင်အားလုံးပဲဒီနေ့မှလည်းကျွန်တော်တို့မင်္ဂလာထပ်ပြီးရှင်းသွားပေးပြန်ပြီကျွန်တော်ဟိုးမကျော်ပေးရတဲ့၃ break 10 break ဒီနေ့မှတောင်ညာတုံးလို့ပြောထွက်လာခဲ့ပြီပေါ့နော် ါဆိုကျွန်တော်ဦးမကျော်ပေးရတဲ့မွေးစရာတွေအကုန်လုံးဒီတစ်ပတ်အတွက်ကုန်သွားပါပြီကျွန်တော်တင်းနေလာနေမှာတစ်အဲတင်းနေလာနေမှာတစ်ရှိ36ခွေကျွန်တော်ဦးမကျော်ဆိုပြီးတစ်ရှိ36ခွေပေးကြတာ76ဆိုပြီးတော့တင်းနေလာနေမှာအောင်သွားခဲ့တယ်ပြီးလို့ရှိရင်လေးပတ်သီးလေးနှစ်ဆိုပြီးတော့ဦးမကျော်မှာလည်းအောင်သွားခဲ့တယ်ဒီနေ့မှာ 30 3 3ဆိုပြီးတော့ကျွန်တော်တို့3 break break မွေးခိုင်းခဲ့တယ်အောင်းသွားခဲ့တယ်အဲကြောင့်ကျွန်တော်ဗီဒီယိုမနေ့ကမှမြင်လိုက်တဲ့အကူမရဲ့ပို့ပြီးတော့ကန်ကောင်းပါလိမ့်မယ်အဲကြောင့်လဲဆိုတော့ဟူးမကျော်တေးစား3 break break နှစ်ချိန်မဲ့မွေးရမှာမို့လို့တို့မြင်လိုက်တဲ့အကူမရတွေ့လိုက်တဲ့အကူမရအဲတိုက်ကစားလို့ရှိရင်ပေါ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီတစ်ပတ်တော့ကျွန်တော်တောင်းဝန်ခြေစွန်းလောက်ကြေပါပြီကိုမရကိုကျွန်တော်ကအနန်းတွေကို အာမေတ္တာစေတနာနဲ့ဖရီးချပေးရဆိုပေမဲ့ဦးမရီရေုံကြီးလေးလေးစသားနဲ့လိမ့်နဲ့ထားပြီးတော့ဆော့လို့ရှိရင်ဒီရောက်ကြိုးမြဲရမယ်လို့ကျွန်တော်ကယုံကြည်ပါတယ်။ဒါတော့ကျွန်တော် channel လေးကိုအခုမှစကြည့်မဲ့ဦးမရီရလည်းကံကောင်းပြီလို့မှတ်ပါ။အားကြောင့်လဲဆိုတော့ကျွန်တော်နောက်ထပ်၃လေးပတ်လိုက်၃ပတ်စတိုင်လောက်ကိုကျွန်တော်ကအဖွဲဝင်ကြီးတွေမမကြီးတွေတပြားတစ်ချက်မှမယူဘဲနဲ့ဦးမရီရတခြား ဆရာဆရာမတွေစီမှာမမကြီးပေးပြီးတော့တပတ်တောင်းတောင်းဝဲနဲ့ဝင်လိုက်ရတယ်လို့မို့ကျွန်တော်ရဲ့ဗီဒီယိုကြည့်လိုက်ပြီဆိုတော့ငွေကြေးတရားတစ်ချက်မှပေးကြရမလို့ပဲနဲ့မမဝင်ရတယ်လို့မို့ခဏနေကိုကျွန်တော်ကနောက်ပတ်တင်မှာလည်းဆက်ပြီးတော့ကြိုးစားပေးပါအောင်မယ်ကျွန်တော်တင်းငွေနဲ့ညားဆိုလို့ရှိရင်ဦးမကျော်ငွေရမယ်၃မျိုးကိုကျွန်တော်ထုတ်ပေးပါတယ်အဲဒီနှစ်တည်းအရာကိုအဲ့လိုမျိုးကစားလို့ရပါတယ်အပတ်တိုင်းပတ်တိုင်းမှာ ဥမကျော်ပတ်တီဥမကျော်အခွေနဲ့ဥမကျော်ဂရိတ်ကိုကျွန်တော်အကောင်းဆုံးလိုစားပြီးတော့တင်ဆက်ပေးသွားပါမယ်။ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့ပုံမှန်ရရှိရင် subscribe လုပ်သွားပါ။ကျွန်တော် channel လေးကိုအကိုရိမားတွေကမသိသေးတဲ့သူတွေကိုသူတို့လည်းပောက်ပါစေသူတို့လည်းမြတ်ပါစေဆိုတဲ့စိတ်လေးနဲ့ညဝင်ပေးခြင်းဖြစ်လေကုသိုလ်ယူပြီးတော့ခဏန်းတွေကိုပောက်ကြပါစေခင်ဗျ။အထူးသဖြင့်ကျွန်တော်ရဲ့ channel ကို မွေးကနန်းမွေးစော့တဲ့ပုံမာတွေမွေးပရိတ်တို့မွေးပတ်တွေတို့လိုက်တဲ့ပုံမာတွေကကျွန်တော်ရဲ့ channel နဲ့တော်လေးကိုအဆင်ပြေပါလိမ့်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ကျွန်တော်အကောင်းဆုံးအကောင်းဆုံးဒီဝဲနောက်ပတ်မှာဆက်ပြီးတော့တင်ပေးဖို့မှာမလို့ကျွန်တော် channel လေးကိုအားပေးဆုံးကြည့်ပေးကြဖို့လဲကျွန်တော်ကမေတ္တာရပ်ခံပါတယ်ခင်ဗျာကဲဟုတ်ပြီအဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အောင်မြင်မှုတွေဒီတစ်ပတ်ရဲ့အောင်မြင်မှုတွေတော်냐ဝင်ပြီးသွားပြီဆိုတော့ကျွန်တော် အမနက်ဖြန်တနင်္လာအ sorry မနက်ဖြန်ကြာသာပတိနေ့တော့ကျွန်တော်တို့အပိုင်ဝန်းချင်းကိုရှာရတယ်ကျွန်တော်တွေ့ရတယ်တော့ဘိုးမရိအထောက်အပံ့ပြုအောင်ကျွန်တော်အားလုံးတက်ဆက်ပေးပါမယ်ဆိုတော့အရင်ဆုံးမနက်ဖြန်အတွက်ခဏမပြောခင်လေးတိုက်ခဏမပြောခင်ကျွန်တော်တလေး96ခွေတခွေထပ်ထုတ်ပေးတာပါထပ်ထုတ်ပေးတာရှိပါတယ်ကျွန်တော်ယုံကြည်တဲ့ကိုမရိရာ အဲဆက်ပြီးတော့မွေးပြီးကစားလို့ရပါတယ်အဲကြာသာပတိတောက်ကြနှစ်နှစ်ရပေါ့နော်ဒိဋ္ဌိတာ3 6ခွေ30တိုင်းဘူးပါလေးပဲထည့်ပြီးမွေးပါတကယ်တော့ဖွေကစားမဲ့သူတွေအတွက်ပေါ့နော်မွေးကစားမဲ့သူတွေအတွက်နှစ်ရစာ3 6ခွေဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နေ့တိုင်းကတော့အင်းအဲပါလေတနင်္လာအင်္ဂါဘော်ရဘူးဝင်းကြီးနေ့တိုင်းမှန်လာတယ်အဲ့မမ နော်နေတိုက်ကနန်း6ဘက်မှာ10ရာတော့တပွဲအောင်လာတယ်ပေါ့နော်နေတိုက်ပြီးရဲ့ဒီမှာကျန်တာဒီနေ့ကတော့ဝန်ကြီးမမှန်နဲ့ရွေးကော်တွေကတော့မမှန်သေးဘူး10တိတ်တပွဲပဲအောင်သေးတယ်ပေါ့နော်နေတိုက်မှာတော့အဲတော့နေတိုက်ကတော့သိတဲ့အတိုင်းပဲဟိုရမရကိုမှရှိတဲ့ဝန်ကြီးပိုင်နဲ့အစဉ်ပြေရာကိုကပ်ပြီးတော့ကစားလို့ရတယ်ကျွန်တော်ရဲ့ဝန်ကြီးနဲ့ကျွန်တော်ရွေးထုတ်ပေးတဲ့ကနန်းတွေကလည်းမော်ကနန်းတွေဖြစ်ချင်မှဖြစ်လိမ့်မယ်မော်ကနန်းလည်းဖြစ်ရင်ဖြစ်လိမ့်မယ် ကြောင့်မလို့ဘာထိုးမှမသိဘူးဆိုလို့ရှိရင်ကျွန်တော်ရွေးပေးရတဲ့ခဏ6ခွက်ကိုကစားလို့ရတယ်အဲဒါမှမဟုတ်ကိုမှဝန်ကြီးရှိပြီသားဆိုလို့ရှိရင်လည်းဝန်ကြီးနေနဲ့ကတ်ပြီးတော့ကျွန်တော်4ခွက်5ခွက်အကြီးဆိုလို့ရှိရင်လည်း6ခွက်ထုတ်ပြီးတော့ကိုယ်အားကိုကစားလို့ရပါတယ်ဗောနော်အဲဒါဆိုလို့ရှိရင်နေတိုင်းမှန်နေတဲ့ကျွန်တော်ရဲ့ဝန်ကြီးနေရစာသာပတိနေမှာလည်းစပီမှန်အောင်မယ်လို့ကျွန်တော်အားယူကြည့်ပါတယ်ဟုတ်ပြီစာသာပတိနေမှာမနေ့ပြန် 26ရက်နေ့သာသာပတိနေ့အတွက်အမာဝန်းကျင်းလေးကတော့16ဝန်းကျင်းဖြစ်ပါတယ်16ဝန်းကျင်းဖြစ်ပါတယ်အဲ့ဒီ16ဝန်းကျင်လေးကကျွန်တော်သာသာပတိနေ့17နိုင်အတွက်တော့မှကျွန်တော်ကြိုက်နေပါတယ်17နိုင်မနက်ပိုင်းအချိန်သာတော့ကျွန်တော်16ဝန်းကျင်ထိမယ်လို့ကျွန်တော်ထင်နေတယ်ပေါ့နော်ဒီမနက်ပိုင်းမထီဘူးဆိုတော့ညနေပိုင်းတချောင်းဝင်း73မှာတချောင်းဝင်းချင်းအကယ်၍မနက်ပိုင်းများ ကျသွားခဲ့ဆိုလို့ရှိရင်ညနေပိုင်းအောင်ဟိုမရီကနှစ်ခုံအကြီးဆက်ပြီးတော့တုံးပါကျွန်တော်တခါလေဒီဗီဒီယိုထဲမှာပြောပေးခဲ့တာဖြစ်ပါတယ်။စိတ်နဲ့တက်မှလိုက်တော့မှအကြိုက်တူမှသာလိုက်စော်ပါ။အကယ်၍များကျသားပရင်းနေမနက်မှာတစ်ချက်ဝန်းကျင်ထိသွားခဲ့ဆိုလို့ရှိရင်ကျသားပရင်းနေညနေဈေးမှာနှစ်ခုံအကြီးကိုအပေါ်မရီကတတိထားပြီးတော့ကစားသိခြင်းပါလေ။တနေ့ကုန်ဆိုလို့ရှိရင် အပူမှာဆိုတော့1166 2200ကိုအဓိကထားပြီးတော့ကစားပေးပါ1166 2200အဓိကထားပြီးတော့ကစားပေးပါအပူကစားတဲ့လူတွေအတွက်ဟုတ်ပြီဒါတော့ဒါဆိုလို့ရှိရင်တစ်ချောင်းဝင်နေတဲ့ကျွန်တော်ထုတ်ထားတဲ့ခဏန်း6ကွက်ကိုရုပ်ပါတော့မယ်တစ်ဆယ်အောင်သားသလိုမျိုးမနှက်ဖြစ်မှာအောင်မယ်လို့ယုံကြည်ပါတယ်တနေ့တဲ့ကိုမှရလိုက်တော့ပါအတိုင်းတူမှလည်းရှိပါကဲဟုတ်ပြီနောက်ပြန်တော့ ခန်းထောက်ဝက်ပါတော့တစ်သုံးခြောက်သုံးနှစ်တဲနှစ်ခြောက်ခွန်တဲခွန်ခြောက်ဆိုတဲ့ခန်းထောက်ဝက်ဖြစ်ပါတယ်နေကုန်ဖိုးရမှာပါလက်မျိုးလို့ပါမယ်တစ်သုံးခြောက်သုံးတစ်နှစ်ခြောက်နှစ်တစ်ခွန်ခြောက်ခွန်ဖြစ်ပါတယ်နောက်တစ်ခေါက်ထပ်ပြီးပြောပြပါမယ်မနက်ပိုင်းစာသားပရိနေတနေ့ကုန်ကစားရမယ်ခန်းထောက်ဝက်ကတော့တစ်သုံးခြောက်သုံးတစ်နှစ်ခြောက်နှစ် တခွန်6ခွန်ဆိုရဲခဏ6ဘွက်ကိုအဓိကဝူစားပေးနေလဲကျွန်တော်ကရေးထုတ်ပေးကြပါတယ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဝန်ချင်းတစ်ချောင်းနဲ့ပဲတွဲသုံးဝင်ရပါတယ်ကြိုက်ကြိုက်တူရယ်ဆိုလို့ရှိရင်လည်းဒီကနေ6ဘွက်ပဲထိုးပါကိုကူမာရီနေ့တိုင်းကိုတော့ကျွန်တော်ခဏနေအများကြီးမပေးပါဘူးခဏနေအများကြီးဟုံပြီးဝူသွားမှာဆိုလို့ပေါ့နော်ကိုကူမာရီအဲကျိုးထိအဲ ထိခိုက်ထိခိုက်နေတာတော့မှလည်းစိုးရပါတော့။ဒါကြောင့်မို့လို့ကျွန်တော်ကကဏ္ဍနေကိုအများကြီးမပေးဘူး။မွေးမွေးကဏ္ဍနေဆိုလည်းကျွန်တော်အဲ၃ခုပေးတယ်။မွေးရမယ့်ဟာဆိုပတ်သီးရယ်ခွေရယ်ပရိရယ်အဲ၃ခုလုံးနဲ့လိုက်ပြီးမွေးစရာမလိုပါဘူး။မိမိတို့နှစ်သက်ရပတ်သီးဆိုပတ်သီးပရိဆိုပရိအခွေဆိုအခွေလိုက်ကြတာပါ။ကျွန်တော်ကတော့တပတ်တာမှာဘယ်မွေးပရိဘယ်မွေးပရိ ဘယ်ပတိယအောက်ကောင်းနေဘယ်ကတော့ပူချိုင်းနေလဲဆိုပြီးတော့ကျွန်တော်ကနေပြီးတော့အပတ်တိုင်းပြောပြပေးပါမယ်။ဒီဘက်ဆိုလို့ရှိရင်ကျွန်တော်အဲတုံးပရိတ်ရှစ်ပရိတ်ပါမို့လို့ကျွန်တော်ရှစ်ပတ်ရှစ်ပရိတ်ကိုပူချိုင်းတယ်လို့လည်းပြောထားတယ်ပေါ့နော်။ဒါပေမဲ့တုံးပရိတ်ကထော်သွားတယ်။တုံးပရိတ်ကထော်သွားတယ်။ဆိုတော့ကျွန်တော်အခုလျော့ဆွဲမလျှော့ခြင်းလေးဘူးကျွန်တော်ရှစ်ပရိတ်ကိုဆက်ပြီးချိုင်းနေသေးတယ်။ကျန်တဲ့၄ချိန်သာမှာရှစ်ပရိတ်ကိုမွေးခြင်းနဲ့ကိုမှမွေးပါခဏ၅ခွက်ထဲပါ။ tôi nhá xe tiếp khoảng nên cháu tông ngã thì à tôi nhá xe tiếp khoảng nên cháu tông ngã như thế cô cô như thế đi đi ở nên làm chọn một tôi nhá xe tiếp khoảng nên cháu tông ngã đi đi cô cô thì cái này đi à cháu qua về mua nhà mà còn nó à qua nó qua rồi cho nó ngã qua à ra về xịt vào nó nên là để cô mai về cho nó dùng chim mèo cô mai မွေးရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကျန်လေးချိန်သာအတွက်မွေးမွေးရမယ့်ဟာဒီကျွန်တော်လက်ဆောင်ထပ်ပြီးပြောခဲ့ပေးပါမယ်ရှစ်ပရိတ်ကြိုက်နှစ်တည်းရှစ်ပရိတ်ကိုမွေးပါကျွန်တော်ရှစ်ပရိတ်ကြိုက်ပါတယ်ကျန်လေးချိန်သာမှာကျွန်တော်ရှစ်ပရိတ်ကြိုက်နေပါသေးတယ်ကျွန်တော်သုံးပရိတ်ရှစ်ပရိတ်မွေးဖို့ပေးထားပေးမယ်ကျွန်တော်ကြိုက်တဲ့ရှစ်ပရိတ်ကမထောက်ပဲသုံးပရိတ်ကထောက်သွားတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ရှစ်ပရိတ်နည်းနည်းလေးချိန်သာမှာမွေးပါနောက်ထပ်အခွေတစ်ခုကကျတော့1 4 6ဆိုရယ်၄လုံးခွေတစ်ခွေဖြစ်ပါတယ်အပူပန်လေးပါထည့်မွေးပြပါ ကဲအဲ့ဆိုဒါပါပဲဒီဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါမယ်ပုံမှန်လေးခဏနေများပါလို့ရှင်ဟောပါမှာဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုတည်တည်ဆဲဆဲအဆုံးနဲ့ထိကြည့်တဲ့ပုံမှန်ရရနောက်တစ်ခေါက်ပြန်ပြီးပြန်ရှင်းရှင်းလေးလေးပြန်အောင်ကြည့်ပါကျွန်တော်ပေးတဲ့ခဏနေရရှုပ်ရှုပ်ဆက်ဒီမှာပါပါဦးရှုံနေတယ်ဆိုဒီစာနဲ့ပြန်တည်တည်ဆဲကြည့်ပေးပါဘောနော်ကျွန်တော်တောင်းဆိုပါတယ်ခဏနေအများကြီးကျွန်တော်မပေးပါဘူးကိုယ့်ဘာကိုစိတ်နှစ်သက်ရအောင်လိုက်ပါရှင်းပလေးကြရင်ရှင်းပလေးလိုက်အခွေကြရင်အခွေလိုက်တနေ့လေးနေတာတော့ပါရှင်းပါ ပေးခဲ့တဲ့ဟူးမှုကြော်ရတာပုံအောင်ပါပြီဆိုတော့ဆက်ပြီးတော့ကျွန်တော်ကိုကျွန်ကြည့်သေးရဆိုရင် ရှစ်ပဒိန်နဲ့ဒလေး96ကိုတိုင်းနဲ့တိုင်းအောင်လိုက်ပါနောက်ထပ်တော့နေကဝန်ချင်းရတော့တစ်ချောင်းဝန်ချင်းဖြစ်ပါတယ်မနက်ပိုင်းကိုပြီးတော့တိုင်းနဲ့တက်ပါတယ်အားလုံးပဲကြံကောင်းကြပါစေကိုယ်ပုံပါနောက်ပြန်မင်္ဂလာရှိသောစကားတန်လေးတွေနဲ့ကျွန်တော်ဒီဗီဒီယိုလေးမှာထပ်ပြီးတော့ဆုံးကျင်ပါတည်တယ်အားလုံးပဲကိုယ်လက်ပါခင်ဗျာ